်မင်္ဂလာပါကျွန်တော်လင်္ကာ support channel ကနေကြိုဆိုပါရစေဟုတ်ကဲ့ပါကျွန်တော်ဒီနေ့မှလည်းပေါ့နော်ကလကဘပလာရပေါ့နော်ဒါအုပ်စုနောက်စင်ုံတက်မဲ့ပွဲစဉ်တွေရှိတယ်ဒီပွဲစဉ်နှစ်ပွဲလုံးပေါ့နော်ကျွန်တော်ရွေးချယ်ပြီးတော့มาဖြစ်တယ်ဒါကတော့ကျွန်တော်ရဲ့စိတ်ကြကိုခံမှန်းရလဲပေါ်ဒီနဲ့ပေါ့နော်ဒါရွေးချယ်ပြီးတော့มาဖြစ်ပါတယ်ဒီကိုတန်းကျွန်တော်နဲ့အကြိုက်ရှိသူဝင်ဆိုရင်လိုက်ပြီးတော့ဒါစော်ကစားသိကျင်ပါတယ်ခင်ဗျာနော်ဒီပွဲစဉ်တွေကတော့အုပ်စုပေါ့နော်ဆက်ဆောက်ပင်အသင်ကနောက်စင်ုံတက်မှာဆိုတော့တော်တော်လေးကြည့်ကောင်းလို့ပွဲတွေဖြစ်လို့အစောဆုံးပွဲနောက်ကျပွဲနှစ်ပွဲရှိရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ပေါ်တော့ဒါအစောဆုံးပွဲစဉ်လည်းဖြစ်တဲ့အင်တာမိုင်ယာမီနဲ့ပေါ်တော့ဒါပြည့်ချေတို့အတင်းနေရှိတယ်ဗျပြည့်ချေကလည်းအုပ်စုကိုနောက်ဆင်းပေါ်တော့တက်လာတာအကောင်းဆုံးဖြစ်ပြီးတော့အင်တာမိုင်ယာမီလည်းပေါ်တာနောက်နောက်ဆင်းကိုတက်လာတယ်တွေ့ထားတယ်အကောင်းဆုံးပုံစံနဲ့ဆိုတော့ PHG ကလည်းအဖက်ဖက်ကစားသမားအစုံလေးရှိရဆိုပေမဲ့အင်တာမိုင်ယာမီကတော့နောက်ထပ်အဆင့်ကိုတက်ဖို့ဆိုကစားသမားအစုံလုံးနဲ့အကောင်းဆုံးပုံစံလေးရှိတယ်ဗျဆိုတော့ကျွန်တော်ကတော့ဒီနေ့ PHG ကနောက်တစ်ဆင့်ကိုတက်ဖို့ဆိုလို့ရှိရင်တော့ဒါသေချာတလောက်ဖြစ်နေတဲ့အသင်းသင်းဖြစ်ပြီးတော့ အဲ့ဒါမှရမီကိုတော့ short twelve လို့တော့မရဘူး။ဒါပေမဲ့ယနေ့ဖောက်ပေးထားတဲ့ body zero ပေါ့နော်။အခုလက်ရှိပေါက်သေးတဲ့မှာဆိုပြီး PG ကနှလုံးသေးသေးပေးထားရတာဈေးတက်သွားတာ။ကိုပေါင်းသေးကတော့ဒါ၃လုံးတွင်းအရှုံး၄လုံးတွင်းမှာအပြည့်စားသေးပေးထားရပေါ့နော်။ဒါဒီလောက်ထိပေးထားတယ်။၄လုံးနဲ့တဝက်စားသေးကိုပေါင်းသေးပေးထားရော body zero နှလုံးသေးပေးထားရ PG အနေနဲ့ဒါ Atletico Madrid ကိုလည်းအကောင်ဆုံးပုံစံနဲ့ဖြတ်ကျော်လာပြီးတော့နောက်ဆုံးဒါဒိုးအနေနဲ့ပေါ့နော်။ဒါချုံးခဲ့ပြီးတော့နှစ်ပွဲကိုအနိုင်ရရှိထားတာလည်းတွေ့ရပြီ။ တော့ PSG ကအတလီမလစ်ကိုဂိုးပြန်နိုင်ရတာအနေကနဲ့ပေါ့နော်နောက်တစ်ခုကလည်းဒါဖိုတိုဘောကောပေါ့နော်သူ့နဲ့ရှုံးနေပြီးတော့မှနောက်တစ်တဆင့်ကိုပေါ့နော်ဒါအကောင်းဆုံးပုံစံနဲ့ပြန်နိုင်ရရှိမှာပိုလူပွဲကိုဒါအဆင့်ကြားနံပါတ်1ကိုပေါ့နော်ရောက်ရှိလာတာဖြစ်တဲ့ကြဆိုတော့ကျွန်တော်ပြည့်ကျင်နှလုံးတွေပေးတာကိုကိုပေါင်းသေးလေလုံးသွင်းမှာပြာသွင်းတွက်စားသေးတိုင်းဆိုရင်တော့ဒီနေ့ကျွန်တော်ရဲ့ကိုခံမရလက်ကတော့ဒါကိုကတော့ဒါ31လောက်တိဖြစ်သွားနိုင်ပြီးတော့32ဒါကံကောင်းမှာပေါ့နော်ဒါပြည့်ကျင်လို့လောက်တိပေးရမှာတကယ်လို့ပြည့်ကျင်အပြတ်တက်နိုင်မယ်ဆိုရင်တော့31လောက်တိဖြစ်သွားနိုင်တယ်ဒါ ဆက်ချက်ကိုရွေးချယ်ပေးရမယ်ဆိုရင်လည်းဒါ PSG body လေးကိုပေါ့နော်အရေးစွန်ပြီးတော့လိုက်ကစားသိကျင်နေရွေးချယ်ပေးချင်ပါတယ်ခင်ဗျာနော်နောက်ဆုံးတစ်ပွဲဖြစ်တဲ့ပေါ့နော်ဒါဒါနောက်ဆုံးပေါ့နော်ညနေမှာကစားကြမယ်ဒါ Bayern Munich ပွဲစဉ်သွားမယ်ကြာ Bayern Munich နဲ့ပေါ့နော်ဒါ Family Group ပွဲစဉ်မှာဆိုလို့ရှိရင် Bayern Munich ကနေပြီးတော့အခုလက်ရှိဖောက်ပေးထားတဲ့ body စီဘလုံးသွင်းပြားဆုံးအစားစီဒါပြောင်းလဲသွားတယ်ပေါ့လေဒီကောင်းသေးလေးနှလုံးချုံနေပေးထားတယ် ါမှဆိုတော့ဒီဇေးလေးတွေဂျောပိတာဆိုမှ online ပတဲ့မှာဆော့တဲ့ညီကိုလေးကတော့တော်တော်လေးလှုပ်ခတ်သွားပြီးတော့ဒါပြာခတ်သွားလိမ့်မယ်တွေးတော်ဝင်သွားလိမ့်မယ်ဗျကိုပေါင်းလေးကလည်းပြော့နေတယ်ဆိုတော့ဖမီကိုကလည်းဘလာဇီကက်တွေကတော်တော်ကောင်းတယ်ဆိုပေမဲ့ဒီဂျာမနီကလပ်ဖြစ်တဲ့ဘိုင်မြူးကလည်းကစားသမားအစုံလေးနဲ့ထွက်လာဖို့တော့ရှိတယ်ဆက်လျှောက်တဲ့အဆင့်ကိုနောက်ထပ်အုပ်စုအဆင့်ကိုတက်ဖို့တော်တယ်ဘိုင်မြူးနဲ့လည်းအကောင်းဆုံးရှင်ပြန်မှာဖြစ်သူဖမီကိုလည်းအကောင်းဆုံးရှင်ပြန်လာပြီးတော့အထင်သေးတော့မရဘူးအဲ့မဲ့ဒီနေ့ဂိုးခန့်မရလကောက်ဘိုင်မြူးနစ်ပဲဒါကတ်နိုင်သွားဖို့ပဲလာလာတော့ရှိရဲဂိုးကတော့ဘောနော်ဒါ လူသင်းကိုသင်းဖြစ်အောင်မပိုင်မိနစ်လောက်ကတ်နိုင်သွားလိမ့်မယ်ဗျစကြကလည်းဒီနေ့မှဆိုရင်လည်းဘလို့ပဲဖြစ်ဖြစ်ပါကျွန်တော်ကတော့ဒါအမျိုးမျိုးပေါ်တွေပဲကျွန်တော်ရွေးချယ်ပြကြတယ်။ဘာလို့လဲအသင်းကြီးအသင်းဖြစ်တဲ့ဗိုင်းမြူနစ်မှာကစားသမားတွေဒါဥရောပကစားသမားအကောင်းဆုံးကစားသမားတွေလည်းရှိရသောဒီနေ့ဗိုင်းမြူနစ်ပေါ်တွေပဲဒါကျွန်တော်ရွေးချယ်ပြခြင်းပါလေအကြိုက်ရှိတူမဲ့ဆိုရင် live view ဆော့ကလာကြပါခင်ဗျာနော်။ဟုတ်ကဲ့ပါ။ကလကဘဖလာရဲ့ပေါ်တော့ဒါဆက်လျှောက်တဲ့အစီအစဉ်တက်ဖို့အတွက်ဆိုလို့ရှိရင်ဒီနေ့ကျွန်တော်ရွေးချယ်ပြထားတဲ့ပေါ်နော်။ပြည့်ကျင်တဲ့အင်တာမိုင်ယာမီလိုပွဲစဉ်မှာဆိုလို့ရှိရင်ကျွန်တော်ပြည့်ကျင်ပေါ်တွေရွေးချယ်ပြထားပြီးတော့ ဒါမျိုးနည်းနဲ့ပေါ်တော့ဒါကမြေကိုပဲကွဲစင်ပါဆိုကျွန်တော်ကတော့ by minute body ကို share ပေးထားတာလည်းဖြစ်ပါတယ်ဒီပွဲစဉ်တစ်ပွဲလုံးကိုမောင်းကြည့်ဆော့ရလို့ body ကြည့်တဲ့ဆော့ရပါတယ်ခင်ဗျာနော်ကြာရှင်းတူရင်တော့ like ပြီးတော့ support လုပ်ကြပါခင်ဗျာနော်အားလုံးပဲကံကောင်းကြပါလေကျွန်တော်ရဲ့ linga support channel youtube လေးကိုကြည့်ကြအားပေးနေပါအားလုံးပဲအထူးပဲကျေးဇူးတင်ပါခင်ဗျာ